ဖရားသားကျောင်းတော့ဖရားသားเนาะတချင်းနေဆိုတယ်ပြောတယ်ဖရားသားဖြစ်ချင်းရဲ့တဏ္ဏတခုမှမထင်ရှားသေးဘူးဆိုရင်တော့ကျမတို့ယုံကြည်မှုကိုကျမတို့ပြန်ဆန်းစစ်ဖို့လိုတယ်ဒီအချိန်မှာသဘောတရားနဲ့မရတော့ဒီအချိန်မှာအတိတ်တရားနဲ့မရလက်တွေ့ကိုခြေလှမ်းလာရမယ့်အချိန်ဖြစ်တယ်လက်တွေ့ကြကြအုံမြစ်ကိုခိုင်ခိုင်တိဆောက်ဖို့လိုတယ်ကျမတို့အားကိုးဖို့ယေရှုကခိုင်ခန့်တယ် အရာခတ်တဲ့သူတတ်ဆွမ်းနေတယ်ယခုမှဆိုင်ကောင်းကင်ဘုံနဲ့၎င်းမြေကြီးပေါ်နဲ့၎င်းစီရင်ပိုင်တော့အခွင့်အားလုံးကိုငါပိုင်ရပြီလို့ပြောတော့ယေရှုကကျောင်းတော်ထဲမှာအသက်ရှင်နေတာကျမတို့ယေရှုခရစ်နဲ့တည်ဆေတဲ့ခမည်းတော်ဖရားရဲ့တစ္ဆာတော်နဲ့မြင့်တာတော်ဘလောက်ချီးမွမ်းထိုက်တယ်လဲကျမရဲ့ဝါမြောက်ခြင်းကအခြေအနေပေါ်မှာမတည်တဲ့အတွက်ကြောင့်အခြေအနေကကျမကိုမနိုင်တော့ဟာမဲကျမအဖြစ်ချင်းဆုံးကအဲ့ဒါပဲရွှေတွေငွေတွေလိုချင်ပါတယ် ဒါပေမဲ့အဲ့ဒါထက်ပိုလိုချင်တယ်စိတ်တွေအကောင်းစားတွေအများကြီးလိုချင်ပါတယ်ဒါပေမဲ့အဲ့ဒါထက်ကျွန်မလိုချင်တာရှိတယ်ဟာလေလုယာအဲ့ကျွန်မလိုချင်တဲ့အရာကဖျားပေးချင်တာပေးပြီးသားဖြစ်တဲ့အခါမှာနော်ဘယ်လောက်ထိဝမ်းမြောက်မလဲသားသမီးတွေတခုခုဝယ်ပေးတဲ့အခါမှာသူတို့ကဝမ်းမြောက်ကြတယ်ဒါပေမဲ့ကျေးဇူးတင်တယ်ဖေးအမေနော်ပြောလာတဲ့သားသမီးကြတော့ချစ်လို့အကုန်လုံးကိုပေးတာဖြစ်ပေမဲ့စိတ်ထဲမှာကြည်နူးမိတယ် 阿妹，哦，我表的，我安达的，我安达的，侬那表钱，阿姆伢那表钱那个，怎么都贝到米巴尼亚古，我秒死，只奴死的，地皮些死的，那怎么都我秒钱啊，贝玛地啊，没来嗦罗，怎么都阿皮达阿的，怎么都我龙啊，我太单多都皮皮的，太丹死的耶稣也对了，耶稣阿皮也表没钱个，哎呀耶稣点样嘛皮的。 အဲ့ဒီအပေါ်မှာကျွန်တော်တို့ရဝမ်းမြောက်ခြင်းကတည်မယ်ဆိုရင်ဇာတန်ကလုံးဝလက်လျှော့သွားမှာဖြစ်တယ်။အောပွဲဖြစ်ပါလေ။ကျွန်မတို့ယုံကြည်ခြင်းကဒါကြောင့်ဇာတန်ကအဲ့ဒါကိုကျွန်မတို့တည်သွားမှာအရန်ဆိုရင်ဒါအရန်ကိုဒါကိုသူကဆုံးကန်ခြင်းလား။ကျွန်မတို့ဘယ်လိုနည်းနဲ့ဖမ်းရမလဲ။မင်းတို့အပြစ်လုပ်ပြီးရင်တောင်းပါလေ။အပြစ်တရားရဲ့အုပ်ဆိုးခြင်းကိုမိမိရဲ့အသက်တော်မှာအနံပါနဲ့။မိမိခန္ဓာကိုယ်မှာအနံပါနဲ့။ ဘာဖြစ်လို့တင်တို့ဟာပညာတရားထဲမှာမရှိကျေးဇူးတရားထဲမှာရှိတယ်။ယေရှုကတင်ရဲ့အမားတွေအားလုံးအတွက်အကုန်လုံးဖြည့်ရှင်ပေးတာ။တင်ရဲ့အပြစ်တွေအတွက်အကုန်တူယူသွားတဲ့အခါမှာအပြစ်အားဖြင့်ရမယ်မကြမ်းမှချင်းအကုန်လုံးလဲပါသွားပြီလို့ဝန်ခံကြပါလို့အထက်ထက်အထက်ထက်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ပြောတာဖြစ်ပါတယ်။